စိုက်ပျိုးရေးမွေးမြူရေးနှင့်ဆယ်မြောင်းဝန်ကြီးဌာနဒုတိယဝန်ကြီးဦးပဘိုးကျော်နှင့်တာဝန်ရှိသူများဟာဒီကနေ့မွန်လွဲပိုင်းမှာနေပြည်တော်တက်ကုန်းမြို့နယ်စင်သေးရေလွှဲစဲရေတောက်စနစ်ရှိလက်ဝဲမြောင်းမကြီးနှင့်လက်ရမြောင်းမကြီးများတို့ရောက်ရှိကြပြီးမန္တလေးငရင်တန်းကျောင်းရေပေးမြောင်းမကြီးတစ်လျှောက်နှင့်လက်ထံမြောင်းများရဲ့ထိခိုက်ပျက်စီးမှုကိုဆယ်မြောင်းနှင့်ရေအုံချမှုစီမံခန့်ခွဲရေးဦးစီးဌာနကတာဝန်ယူပြန်လည်မွမ်းမံပြီးစိုက်ပျိုးရေးပြန်လည်ပေးဝေနေမှုများကိုကွင်းစင်ကြည့်ရှုစစ်ဆေးပါသည် စိုက်ပျိုးရေးများကိုအေပီလာရှေ့ရမှစတင်ပြီးပေးဝေလျက်ရှိရာဒီကနေ့အချိန်မှာလက်ဝဲမြောင်းမကြီးရဲ့မြောင်းဆုံအထိစိုက်ပျိုးရေးရောက်ရှိပြီးလက်ရမြောင်းမကြီးအနေနဲ့ပေတိုင်း2000အထိစိုက်ပျိုးရေးများရရှိကလက်တံမြောင်းများနဲ့လက်တံမြောင်းကွဲများမှလည်းအပိုင်းလိုက်ပြန်လည်ပြင်ဆင်ပြီးစိုက်ပျိုးရေးများပြန်လည်ပေးဝေလျက်ရှိကြောင်းသိရပါတယ်။ ဆက်လက်ပြီးဒုတိယဝန်ကြီးဟာစင်သေးရေလွဲဆဲကိုယာယီမြေသားတမန်ပိတ်ချင်းလုပ်ငန်းဆောင်ရွက်နေမှုကိုကြီးရှုစစ်ဆေးပြီးလိုအပ်တာများဆွံ့နှွေးမှကြပါတယ်။စင်သေးရေလွဲဆဲလဝဲမြောင်းမကြီးနဲ့လက်ရမြောင်းမကြီးရေတောက်စနစ်များမှာနှွေစပါးနဲ့နှွေအခြားသီးနှံမူလရာထားချက်စိုက်ဧကများအတိုင်းစိုက်ပျိုးရေးဆက်လက်ပေးဝေလျက်ရှိကြောင်းသိရှိရပါတယ်ရှင်။